မြန်မာငြိမ်းချမ်းရေးအတွက်မလေးရှားရဲ့တွန်းအားပေးမှုကိုအင်ဒီချင်းနိုင်ငံတွေကထောက်ခံကြောင်းဝန်ကြီးချုပ်အန်နဝါပြောဆိုခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလှုပ်ဆောင်သူတွေဘေးကင်းလုံခြုံရေးနဲ့မြန်မာပြည်သူတွေငြိမ်းချမ်းရေးအဖို့အာဆီယံဥက္ကဋ္ဌအဖြစ်မလေးရှားရဲ့ဂျိုးပန်းအားထုတ်မှုတွေကိုဒေတာရဲနိုင်ငံတွေဖြစ်တဲ့ကမ္ဘောဒီးယားနဲ့စင်ကာပူတို့ကထောက်ခံအားပေးခဲ့ကြတယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကပြောပါတယ်။ ဒေတာရင်းအကျိုးစီးပွားအရေးနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနတ်နဲ့စင်ကာပူဝန်ကြီးချုပ်လော်ရန့်စ်ဝေါင်တို့ကိုယမန်နေ့မှာဖုန်းနဲ့တရားစီဆွေးနွေးခဲ့ပြီးတဲ့နောက်မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကအခုလိုပြောကြားလိုက်တာပါစက္ကန်စီဥက္ကဋ္ဌဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်နဲ့ NUG ဝင်ကြီးချုပ်မန်းဝင်းခိုင်တက်တို့ကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာမကြသေးခင်ကတွေ့ဆုံခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနဲ့စင်ကာပူဝင်ကြီးချုပ်နှစ်ဦးကသူတို့ရဲ့ထောက်ခံမှုကိုထုတ်ဖော်ပြောကြားခဲ့ပြီး ကြိုးဆိုခဲ့ကြရလို့အန်နွာကပြောပါရယ်ဒီထွေးဆုံမှုဟာမြန်မာနိုင်ငံရဲ့ထာဝရငြိမ်းချမ်းရေးအတွက်အရေးကြီးတဲ့ခြေလှမ်းတစ်ရပ်လို့ရှုမြင်ပါရယ်လို့ဝင်းကြီးချုပ်အန်နွာကသူ့ရဲ့ Facebook စာမျက်နှာမှာယမန်နေ့ညပိုင်းကရေးသားထားပါရယ်မက်ရှလာ28ရက်ကအင်အားပြင်းငလျင်လှုပ်ခတ်ပြီးတဲ့နောက်မြန်မာနိုင်ငံမှာပုံမှန်အခြေအနေ ပြန်လည်ထူထောင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ဖို့စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့မလေးရှားဝန်ကြီးချုပ်အန်ဝါတို့ဟာ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီလ18ရက်ကတွေ့ဆုံခဲ့ကြပါတယ်။ထိုင်းနိုင်ငံကိုနှစ်ရက်ကြာအလုံသဘောလာရောက်တွေ့ဆုံခဲ့စဉ်အတွင်းမြမပြည်သူတွေရဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့ပွင့်ပွင့်လင်းလင်းအပြုသဘောဆွေးနွေးခဲ့ကြတယ်လို့အန်ဝါကဆိုပါတယ်။ အဲ့ဒီနောက်အန်ယူဂျီဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့အာဆီယံအလဲကြောင်းဥက္ကဋ္ဌဖြစ်တဲ့မလေးရှားဝင်ကြီးချုပ်အန်နဝါတို့ဟာဧပြီလ18ရက်မနက်ပိုင်းမှာအွန်လိုင်းကနေတဆင့်ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။